အွန်လိုင်းမျိုးတွေအားလုံးပဲငလင်မင်းနဲ့မေးပြီးတော့အများဆုံးကြင်ွေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်း channel ရဲ့ပြန်လည်ကြိုဆိုပေးပါတယ်ဒီလိုလေးရရှိမလို့တွားပေးကမှာတော့ယနေ့ဇွန်လ21ရက်နေ့စနေနေ့ည9:00နာရီထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးစောင့်ဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှိပြီးဖို့ဒီနေ့ကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ဒီနေ့ညမှာလည်းသတင်းကောင်းတွေပြီးဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပြီးရွှေနဲ့နားဆင်အောင်ဖြစ်ပါရစေ။ပထမဆုံးသတင်းပုံအနေနဲ့ကတော့စစ်ကောင်စီကစစ်ခွေးတွေနဲ့တူတူ main online တကောင်လဲယာလူးလူးသားဖြစ်ပါရစေ။လူယာလူးလဲဆိုရင်တော့ စစ်ကောင်စီကကလေးစစ်သားစုဆောင်းအုံပြုမှုမြင့်တက်လာနေပြီးပြည်ထောင်စုကရဲ့နိုင်ငံတကာ list of shame စာရင်းမှာမြန်မာစစ်တပ်ကိုထည့်သွင်းလိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။တကယ်ပါလို့မှာအချက်မရှိတဲ့စာရင်းအချက်သိခါမဲ့တဲ့စာရင်းမှာတော့မြန်မာစစ်တပ်ကဝင်ရောက်သွားပြီးဖြစ်ပါတယ်။ရမစစ်ကောင်စီတွေဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်ပိုင်းမှာတော့ကလေးစစ်သားစုဆောင်းမှုနဲ့အတူ ုံးပြမှုမြင့်တက်လာခဲ့ပြီးရှေ့တန်းမှာလမ်းပြများအော်တိုမြန်နဲ့လူသားတိုင်းများဖြစ်တုံးနေကြောင်းနိုင်ငံတကာလူခွင့်ရေးစောင့်ကြည့်အဖွဲ့တွေကနေပြီးထုတ်ပြန်လိုက်ပါတယ်ထုတ်ပြန်တယ်ဆိုတာထုတ်ကျင်တယ်ထုတ်ပြန်တာမဟုတ်ပါဘူးတကယ်ကိုပဲတက်သေးတဲ့ကရာနဲ့တကယ်ကိုတိကျခိုင်လုံတဲ့အနေထားတွေကိုဗီဒီယိုတွေကိုရရှိထားထုတ်တာထုတ်ပြန်ခြင်းဖြစ်ပါတယ်ဒါ2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာစစ်ကောင်စီရာစစ်မှုထမ်းကြီးဥပဒေကိုအသက်သွင်းလိုက်ပြီးနောက်မြန်မာစစ်တပ်ဟာကလေးစစ်သားစုဆောင်းမှုအုံပြုမှုဟာ2021ခုနှစ်အာဏာသိမ်းချိန်မှာစပြီးမြင့်တက်လာကြောင်းလူခွင့်ရေးစောင့်ကြည့်ဖွဲ့တွေကလည်းပြောထားတာတွေ့ရှိရပါတယ် ြန်လာသိမိနောက်ပိုင်းအသက်စနစ်နှင့်ဝင်းကျင်အထိကလေးတွေကိုစစ်သားဖြစ်စူးစမ်းမှုပေါင်းအမှုပေါင်း1800ကျော်ကိုစစ်တပ်နဲ့လက်အောက်ခံတပ်ဖွဲ့များကကျူးလွန်ခဲ့ကြကြောင်းတောင်ကလေးစစ်သားကြီးမှာအမှန်တကယ်ဖြစ်ပွားသည့်ထက်အလွန်နှေးပါသောပမာဏသာတည်င်းထွက်ပေါ်လာကြောင်းသိရှိရပါတယ်။ဤတဲ့ပုံများတဲ့ဟာဤနေသားတွေရှိတယ်လို့လည်း ပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ပြည်ဦးလင်စစ်တကကူကြောင်းအကြီးဘိုးချုပ်စိုးမြတ်ထွေးရဲ့တပင်များလက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုများဖြင့်အဖမ်းဆီးခံထားသည့်ပြင်တပ်ပြေးများပြားမှုကြောင့်စိုးမြတ်ထွေးလဲတိုင်းမှုရာဒုတိုးဤကအဟန္တာဖြစ်နေတယ်လို့သိရှိရပါတယ်။အာမန္တလေးပြည်ဦးလင်မျိုးစစ်တကကူကြောင်းအကြီးဘိုးချုပ်စိုးမြတ်ထွေးရဲ့ကိုရေးရာရှိဘူကြီးတုံးနဲ့တပည့်ဒုတိယဘူမှုကြီးတန်းလိုင်မြင့်တို့ကလက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုတွေကြောင့်ဖမ်းဆီးခံထားကြောင်းစစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။စစ်တကကူကြောင်းအကြီးလည်းဖြစ် 因为我连单人木料劈刀，我叫索面土丫头把这木片刀独立把木机单人灭 ယူလင်တက်တဲ့လုံခြုံရေးအတွက်တက်ကိတ်များမှာတောင်းဝင်ခြားဆန်းစင်မှာလက်ပေးလက်ယူများကျူးလွန်ခဲ့ကြောင်းတိုင်ကြမှုတွေကြောင်းစစ်ကောင်စီကဒုတိယဗိုလ်မှူးကြီးတန်းလိုက်မျိုးကိုပြန်လည်ဖမ်းဆီးခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အေယာဝတီတိုင်းကြံကင်းမြို့နယ်မှာရှိတဲ့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးတောင်းထုလွင်ကလည်းပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးငွေညှစ်မှုတွေဇက်တဲ့လှုပ်ဆောင်တွေကြောင်းဖမ်းဆီးငွေညှစ်ခံတဲ့ပြည်သူတွေကပြောထားတာသိရှိရပါတယ်။ဝနာ၁၈ရက်နေ့ကဆိုရင်တော့ကြံခင်းမြို့နယ်ကျုပ်ပင်စုရုပ်စုကံရွာကြီးရမှာနေတဲ့ဒေါ်ခင်မြနေအိမ်ကိုကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင် စ်ဘုံမူတောင်းထွလွင်ကနေပြီးတော့ဦးစီးတဲ့စစ်ကောင်တပ်ဖွဲ့ဝင်တွေကကားတွေပြန်ရောက်လာကြောင်းအိမ်တော်မှာတော့အဲဇင်းစစ်မျိုးစုကတော့ခင်မြပောင်ဝင်မိသားစုတုံးကိုဖမ်းဆီးသွားကြောင်းရင်းတော်မိသားစုဝင်တဦးလင်ငွေကျပ်သိန်း30နှုန်းဖြင့်ချင်းချောက်တောင်းယူပြန်လုပေးလိုက်ကြောင်းသိရှိရပါတယ်။လာတူပဲပြန်ကင်းမြို့နယ်အတွင်းဘုံမူတောင်းထွလွင်ကဥဆောင်ပြီးတော့ပြူစောတီဖွဲ့ဤသူလုံချုံရင်ဖွဲ့မြဖွဲ့စည်းကရင်းပွဲများကလည်းနေမြေလုံချုံရင်အကြောင်းပြခြင်းစစ်မှုတန်းဥပဒေအကြောင်းပြ၍လူငယ်များကိုဖမ်းဆီးပေါ်တာဆွဲခြင်းငွေဖြင့်ရွေးယူခိုင်းပြီးပြန်လုပေးခြင်းကိုကြေပြလုပ်ဆောင်လိုက်ကြောင်းသိရှိပါတယ်။ ဒေါ်လာမျိုးကြီးအားလုံးပဲလက်ရှိချိန်မှာတော့ပေါကရုံးတကောင်တော့သူ့ရဲ့ရှေ့ထဲမှာကြောက်ကြောက်သွားတယ်သူ့ရဲ့ပြည်သူစစ်တွေတို့တော်တော်လေးနှိမ်ပြောစရာဖြစ်နေပါတယ်တက်ကူလည်းတင်ပြမရဲအောက်ကလည်းပြောမပြရဲတဲ့ဘဝတွေရောက်နေပြီးတော့ပေါကရုံးတို့ပြူစောထီရဲ့ဘက်မှာအားနဲ့ဆန်းနဲ့မမြင်အောင်6လောက်လောက်ကြားတဲ့ကြေးဝါးတွေမှာဒုက္ခတွေအပိတ်ပိတ်ရောက်နေတာကိုတွေ့နေရပါတယ်ဒါမှလည်းကျုပ်နေရာလေးတွေမှာဖပြီးတော့တောင်းကျနေတဲ့ပြူစောထီရဲ့လောက်တာဗီဒီယိုတွေရိုက်ပြီးတော့သူတို့လွှင့်နေပြီးမှလည်းလက်ရှိချိန်မှာပြူစောထီရဲ့ဘဝတို့ပြတ်နေပါတယ်ပြူစောထီကိုစစ်တကအုပ်လိုက်ပေါ်လိုင်းတကအုပ်လိုက်နဲ့ပြူစောထီရဲ့ဘဝဟာပေါကရုံးခေါင်းဝါလိုပဲအားမှတမွေးမှတော့မရှိတဲ့ဘဝရောက်နေပါပြီ အဦးဇင်းရဲ့အကြောင်းရဲ့နောက်ပေါ့နော်ဒီဘက်တောတောင်ထဲမှာဒါလမ်းလျှောက်လာတော်ကလေလဲရတယ်။ရင်းရမှုလည်းရှိတယ်ပေါ့နော်ဒါစီချိုလည်းတက်မလာဘူးပေါ့ဒီလိုလမ်းလျှောက်ပြီးရင်းစေးပုံမှန်လေးတောက်နေလို့ရှိရင်တော့နော်။အဲဒီနေ့မျိုးတွေကိုဦးဇင်းကဘာပြောချင်တာလဲဆိုလို့ရှိရင်ဦးဇင်းတို့မနေ့ကဆိုလို့ရှိရင်မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမှာလည်းနည်းနည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်ချိုးကအောက်ကနေအမှန်အထက်ကိုအမှန်တရားတွေမတင်ပြတာလေခုထိပဲအလိန်အလိန်ခံရအောင်ပေါ့နော် အောက်မှာတတ်တိရှိရှိဒီတတ်နယ်မှုတွေကိုတိုင်းမှုတွေကိုအဆင်အဆင်မတင်ရတဲ့အတွက်ကြောင့်အဲ့တော့မတင်ရတော့ဘသူတွေနင်းလာရလဲဆိုတော့ကို့လူတွေပဲနင်းလာတာအအောက်ကလူတွေပဲနင်းလာတာပဲနော်အနည်းငယ်ဆိုလို့ရှိရင်ဦးစင်းတို့ဒါပြည်သူစစ်တွေပေါ့နော်ဒီထဲနဲ့ကြီလိုတယ်နော်အထက်ကိုသူတို့ကတင်ပြတော့ဒီကြီလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှသူကတင်ပြတယ်နော်တင်ပြတယ်တကယ်လို့ဒါအထောက်အထရှင်ပြခိုင်းလုံးလားဆိုလို့ရှိရင်လည်းဥစဉ်အဲ့ဒီလိုတဲ့တူတွေကိုဒါတိုင်မှုကြီးဆိုတက်နေမှုကိုခေါ်ပြီးမှပြောလို့ရတယ်เนาะကြီးလို့ ဒီတယောက်မှာ90လောက်ပဲရှိတယ်ဗျာဟုတ်လားတိုက်ပွဲမဖြစ်ဖ ೇನೆ ကြည်ပစ်မပစ်တယ်လို့တူတူကတင်ပြတယ်အဲ့တော့တိုက်ပွဲမဖြစ်ဖ ೇನೆ အဲ့ဒီเนาะအဲ့ဘိုးကြီးကဘယ်နှပုံနေရလဲပေါ့နော်ဘာလို့တူတူနောက်ဆုတ်ပြေးတယ်လားလဲဥစဉ်မျိုးခွပြန်ထွားမလို့ဖြစ်နေနော်မနေ့ကဒါဒီလိုနေနောက်ဆုတ်ပြေးတယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှငြိမ်းပြီးဆိုတော့သူပြန်လာတယ်ဟဲ့ပြီးတော့တိုက်ပွဲဖြစ်ဘာဖြစ်ဘူးဆိုပြီးတင်ပြစရာရှိအောင်မတင်ပြဘူးနော်အဲဒါတော့ဘိုးကြီးရနေပြူစောတီရနေတကယ်ကိုမတည့်တဲ့နေသားတခုပါပဲပြူစောတီကပြောတာရှင်းရင်ပါပဲဘိုးကြီးကတိုက်ဝက်ဖြစ်ရင်ထွက်ပြေးပြီးတော့သူတို့ပြူစောတီတွေထားခဲ့သူပြီးတော့ပုံလုံးတစ်ကောင်ပေါက်ဝဲနေလည်းဖြစ်ပါတယ် ။လက်ရအောက်မှာလိုအပ်ချက်ကိုတင်ပြရတယ်။ဦးစင်းကကိုယ်ရေကပြောရင်မတင်ပြရဲကျုပ်တင်ပြမယ်ကြာလို့ခင်ဗျအဲ့ဘိုးကြီးကိုစက်ခိုင်းလိုက်လို့ဟုတ်လား။ဒီလောက်ထိဦးစင်းတို့နော်။အဲ့တော့မင်းကဦးစင်းတို့တောင်မျိုးကပတ်သက်တာတရားကြာတယ်။နှစ်ယောက်တုံးယောက်တော့ဒဏ်ရတယ်လို့ဦးစင်းတို့နော်။ဒဏ်ရတူကတော့မစိုးရင်ရဘူးဒဏ်ရတယ်။နော်။အဲ့တော့ဦးစင်းတို့ဒီတိုက်ပွဲဝဲပဲဖြစ်ဖြစ်ဗျာဖြစ်ဖြစ်ဗျာလို့လည်းတိုက်ဖို့ပုံဖို့ဆိုတော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတော့အကြောင်းလေးဦးစင်းတို့ဒါ ပြောပြခြင်းဖြစ်တာပါနော်ပြောပြပြောပြနေခြင်းဖြစ်တယ်ဒီခါလေးလေခင်ဗျားတို့ကလည်းအမှန်တရားပြောရင်တိတ်ပြီးမှကြိုက်တာမဟုတ်ဘူးနော်အမှန်တရားပြောရင်ကြိုက်တာမဟုတ်ဘူးနော်အဲတတ်တိရှိရှိတတ်နယ်မှုတွေကိုတင်ပြပါတတ်တိရှိရှိတိုက်မှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်ပြမတင်ပြတော့ခင်ဗျားခင်ဗျားတို့လည်းမဟုတ်ဘူးဒီကိုနဲ့လာတယ်မြေပြင်စစ်မြေပြင်ကနဲ့လာတယ်အကုန်နဲ့လာတယ်လိုအပ်တဲ့ရာကိုဒါရဲတင်ပြမှသာလေကိုကမတိတော့ဘယ်လိုလုပ်ပြရပါလဲမတိတော့ဘယ်လိုချပြရပါလဲဒီလိုမျိုးကပုံစံမျိုးဖြစ်နော်အဲ့တော့မနေ့ကတပည့်တွေရှိရနေလှန့်ဆက်တယ်ဘိုးကြီးဒီလိုလိုအပ်တယ်ဗျာတဲ့တပည့်တို့ ပြောပြပါဦးနဲ့ဟုတ်လားပြောပြပါဦးနဲ့ဒီနေ့တော့ဖြစ်စည်းလားမဖြစ်စည်းလားတော့မတူးပါဗျာဒါဥစ္စာနော်ပြောချင်တာကတော့ပြောချင်တာအများကြီးပဲဗျာနော်အများကြီးပြောချင်တဲ့အရာကြီးတော့အများကြီးပဲတော်တော်ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစဉ်တို့ကတော်တော်လေးကြားနေမပြောတာတော်တော်လေးကြားနေဘာကြောင့်မပြောတာလဲဆိုလို့ရှိရင်အာဥစဉ်ကတပည့်တော်တော့မတင်ပြဘဲနဲ့ဖေဟာတိုင်းမှုစီတင်ပြတဲ့ ဟာဥစဉ်ကဒီပြုတ်တော့မပြောဘဲနဲ့ဖျားတက်နေမှုစီကိုတင်ပြတယ်ကိုကိုတိုင်းကအမှန်အဲ့ဒါတွေဥစဉ်ကတိုင်းမှုစီလည်းပြောစရာမလိုတက်နေမှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်ရုပ်ကိစ္စလည်းမဟုတ်ဘူးဘလမျိုးတွေအားလုံးပဲဒီပြုတ်လေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံကောင်းစီတွေထဲမှာပြည်သူချစ်တဲ့ကောင်းဆောင်ဘသူဖြစ်မလဲဒါလေးကိုအုံသက်ပြီးတော့ပြောပြဆွေးနွေးနေရလေးကိုပြန်လည်ဖော်ပြပြလိုက်ဖြစ်ပါတယ်ဘလမျိုးတွေအားလုံးပဲကြည့်ရတဲ့ကျွန်တော်တို့အားပေးကြည့်ရှုတော်လို့ရပါတယ်ထိတွေ့ဆက်ဆံပြီးတော့ပိုလည်းပြောပြောဆိုတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့အဲ့မှာ သုံးလုံးတစ်ခုကျွန်တော်ပတ်တွေ့တယ်။ဘာလဲဆိုတော့စစ်အာဏာရှင်အဖွဲ့အစည်းဆက်စကလုံးပေါ့။စစ်အာဏာရှင်အဖွဲ့အစည်းဆိုတာအခုကျွန်တော်တို့ပြောနေတဲ့စစ်ကောင်စီကိုညီညွတ်တာဖြစ်တယ်။ဒါပေမဲ့အဖွဲ့အစည်းဆိုတာဘာကိုပြလဲဆိုတော့သူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ပဲလက်ခံတယ်ဆိုတာပြောတာ။ကျွန်တော်မြင်တာကတော့အဲ့ဒါကအစိုးရတစ်ခုမဟုတ်ဘူးဆိုတော့ပြောတယ်လို့ကျွန်တော်တို့အတူပဲနားလဲပါတယ်။နောက်တစ်ခုကတော့ကိုကျော်ခန့်ပြောသလိုပဲဒီနှစ်80ပြည့်တော်အစမ်းစစ်ကြီးရဲ့မွေးနေ့ဟာညော်မှန်းထားတဲ့ပုံပြီးတော့အောင်မြင်တယ် ြည်ရင်းမှာရောပြပမှာရောပြည်ရင်းမှာဆိုရင်တော့မိမိရဲ့စိတ်ဆန္ဒကိုပေါ်ပြခွင့်မရှိတဲ့သူတွေကညီမျိုးစုံနဲ့ပေါ်ပြကြတာကိုကျွန်တော်တို့တွေ့ရတယ်။ပြပမှာဆိုရင်တော့ဟာလာဖွဲ့စည်းတွေအလူပုဂ္ဂိုလ်တွေအများစုကနေပြီးတော့ဒေါ်ဆန်းစုကြည်ဝင်းတွေကိုပါဝင်ကြတာကိုကျွန်တော်တို့ပါဝင်ဆင်နွှဲကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါအထူးကြတယ်ကျွန်တော်ပြောချင်ပါတယ်။ဇွန်လ19ရက်နေ့ဒေါ်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်ပြီးတော့ခုနကကွန်ဆိုပြောလို့တန်ယုံနေကထုတ်ပြန်သွားကြတာတွေ့ရပါပြီ။ကျွန်တော်ရဲ့အိနီနာချင်းနိုင်ငံကြီးတွေဖြစ်တဲ့ဟလာတရုတ်နဲ့ဒီ အိန္ဒိယကတော့ဘာမှထုတ်ပြန်တာမတွေ့ရဘူးပေါ့ကျွန်တော်တို့သွားရှာကြည့်တယ်ထုတ်ပြန်မလားဆိုကြည့်တယ်ဒါပေမဲ့ဘာမှတော့ထုတ်ပြန်တာမတွေ့ရဘူးပေါ့နော်စိတ်ဝင်စားစရာကောင်းပါလေရုရှားကတော့ပို့ပြီးတော့ဝေးတာပေါ့လေလုံးဝမတွေ့ရဘူးပေါ့နော်ဆိုတော့ဒီနှစ်ကခုနလိုဒီဂင်းနစ်စံချိန်ဝင်လောက်တဲ့အထိကိုဖြစ်နေတာဆိုတော့လေဘာကြောင့်ဒီနှစ်ကပိုများတာလဲဆိုတော့အဲ့မေကုံပြင်မယ်ဆိုရင်တော့2021မှာအာနာသိမ့်တယ်ဒေါ်စန်းစီပျောက်သွားတယ်လူလူလူမြင်ကွင်းကနေလူလူမြင်ကွင်းကနေပျောက်သွားတယ် ဲ့တော့အဲ့ဒီနောက်ပိုင်းမှာဖြစ်ခဲ့တဲ့98 99အဲ့ဒါမွေးနေ့တွေမှာဒီလောက်လူလူကပါဝင်မှုမရှိတော့လဲပဲအနည်း80ပြည့်တဲ့နေ့မှာအထုတလေပါဝင်ကြတော့ကျွန်တော်တွေ့ရတယ်နောက်ပြီးတော့ဒေါ်ဆန်းစုကြည်ကဒီနေ့ဒီချိန်မှာဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာမသိရတော့လဲပဲအားလုံးကခံမှန်းနေတာတော့ဟာလာနေပြည်တော်ထဲမှာရှိတဲ့စစ်တပ်ကအချင်းစကန်တစ်ခုမှာသူနေနေရတယ်ဆိုတော့ကျွန်တော်နားလည်ထားတယ်ကျွန်တော်စဉ်းစားတာဒီချိန်မှာသူဘယ်ဆောင်ဒီချိန်မှာသူဘယ်ဆောင်တွေဖတ်နေတယ်လဲ ဘာတွေကိုစဉ်းစားနေတယ်လဲဘာတွေကိုတွေးနေတယ်လဲဟလာသူတို့မြောက်ဖို့သူဘာတွေစဉ်းစားနေတယ်လဲဆိုတော့ကျွန်တော်ကတော့အဲ့ဒါကိုစိတ်ဝင်စားတယ်ဒါပေမဲ့လူတို့ကလည်းပြည်ရင်းမှာပြည်ရင်းပြည်ရင်းမှာပြပမှာရှိရဲ့အတူချစ်ခင်လေးစားမျက်နှိုးတဲ့လူတို့ကလည်းဟလာသူရဲ့အသက်80ပြည့်သွားပြီဖြစ်တဲ့အဖေါ်တယောက်ကဟလာအကျမကြီးရဲ့နေသားအကြသိခင်က earthquake ညင်ထုတ်တဲ့ချိန်မှာ သူမှာတိကျတဲ့ရမ်းမှုတွေရှိခဲ့တယ်ဆိုတဲ့ကိစ္စတွေလည်းသတင်းတွေလည်းထွက်လာတယ်ဒါကိုလည်း confirmation အတိအကျမရတယ်အများကြီးရှိတယ်အဲ့ဒီသတင်းတွေစုံနေတဲ့အချိန်မှာတစ်ချိန်တည်းမှာပဲဆီယာနာရှင်ကိုစန့်ကျင်တော်လှန်တဲ့အချိန်ဟိုကလည်းမသေးွားတဲ့အချိန်ဟောနော်ဒါပေမဲ့လက်နက်ကန်တိုက်တဲ့အုပ်စုတွေရဲ့အချိန်တွေနည်းနည်းလေးကျနေတဲ့အချိန်လေးဖြစ်တယ်ဒီချိန်မှာတော်တော်ဆန်းစုချီကိုပြန်ပြီးတော့တောင်းကြတဲ့အတန်တွေပိုထွက်လာသလားလို့တော့ကျွန်တော်ကစဉ်းစားဟုတ်ကဲ့ဒီဒွန်ဆန်းစုကြည်နဲ့ဒီဒီဆီယာနာရှင်တွေကိုကြည့်မယ်ဆိုလို့ရှိရင် ဒီဒီသူတို့ရဲ့ဒီဖြတ်တန်းမှုတမန်ရတော်တော်ကြီးကိုကွာခြားတာကိုတွေ့ရတယ်။အမှဒေါ်ဆန်းစုကြည်ဆိုလို့ရှိရင်လည်းသူကဒီအများကျိုးပြည်သူကျိုးဥတီတဲ့ပုံကူဖြစ်တယ်။ဒီစစ်အာဏာရှင်တွေဆိုလို့ရှိရင်တော့သူတို့ကအားလုံးတည်ရတိုင်းမှာကိုကျိုးကိုကြည်တဲ့ပုံကူတွေဖြစ်တယ်ပေါ့လေ။နောက်တစ်ခုကကြတော့ဟလာဒီဒေါ်ဆန်းစုကြည်ကပြည်သူလူထုပေါ်မှာဩဇာတရားမှုကြီးမားတဲ့ထူးခြားတဲ့ပုံကူတရားဖြစ်တယ်။ဒီဟောလူထုရဲ့ချစ်ခင်မှုကိုလည်းဒီအပြည့်အဝရရှိထားတဲ့ပုံကူဖြစ်တယ်ပေါ့လေ။ဒါတွေကလည်း ဒီစစ်အာဏာရှင်နေနဲ့သူကြားထဲမှာအဓိကကွာခြားမှုလို့ပြောလို့ရမယ်။ဒေါ်စန်းစုကြည်ကအတိုင်းပြည်ပေါ်မှာစေနာရှင်။ခုနငိုးပငါ့ဖို့ဆိုတဲ့တဘို့တဲပဲကြည့်တဘို့တဲပဲကြည့်တဲ့စစ်ဘုတ်ကျုပ်တီကတော့တိုင်းပြည်ပေါ်မှာစေနာမရှိဘူးလို့ကျွန်တော်တို့အလိုပဲမြင်နေပါတော့။အဲ့တော့1988ကိုပြန်ကြည့်မယ်ဆိုရင်ဒေါ်စန်းစုကြည်ရဲ့နိုင်ငံရေးရဟလာတဘာရရှင်းတဲ့သူဒီနေ့ကျအောင်ဦးနုလို့ဆိုအဲ့ဒီအဲ့ဒီအချိန်မှာ မြန်မာစစ်တပ်ရဲ့လမ်းစစ်ပါတီပုခရဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေဝင်းတို့မျိုးတွေဒါဗိုလ်ချုပ်ကြီးအောင်ဆန်းရဲ့ရဲဘော်တုံးကြီးဝင်နေဖြစ်တယ်။သူတို့တွေကနိုင်ငံရေးဝါရရောအတွေ့အကြုံရောအရန်ချင်းနေတယ်ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလည်းခေါင်းကွက်ရှိတဲ့ရှေ့ခင်ဖြစ်တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကအားလုံးရဲ့လေးစားခံရတဲ့နိုင်ငံနိုင်ငံကောင်းဆောင်တူအထူးဖြစ်နေကျွန်တော်ပေါ်ထွက်လာတာကိုကျွန်တော်တွေ့ရတယ်။အဲ့ချိန်မှာသူကလန်ဒန်ပြန်လာပြီးတော့အာသူ့ရဲ့အမေသူ့ရဲ့မိခင်သူ့ရဲ့မိခင်ဒေါခင်ကြီးဟလား အာဘုကျောင်းအောင်ဆန်းရဲ့ဇနီးကိုပြုစုဖို့လာရင်းနဲ့ဒီ1988 A ကမှနိုင်ငံရေးတော့ပါသွားတယ်။အဲ့နိုင်ငံရေးပါသွားတဲ့အချိန်မှာတစ်ချိန်တည်းမှာပဲသူကအားလုံးလက်ခံတဲ့အဲ့ချိန်မှာကျွန်တော်တို့ပေါ်လာတဲ့ဟလာဦးအောင်ကြီးဦးတင်ဦးရေနော်ကာဝေးသူကျုပ်ဟောင်းဟလာအဲ့ဒီနိုင်ငံရေးသမားတွေတက်ကိုသူကရှုပ်ရောက်သွားပြီးတော့ပြည်သူအများစုလေးစားတဲ့ကြီးညိုတဲ့မျောလင်းချက်ကြီးတဲ့ခေါင်းဆောင်နေရာကိုချက်ချင်းရောက်သွားတာကျွန်တော်တို့တွေ့ရတယ်။အဲ့သူရဲ့ထူးခြားချက်ပဲ။ ပေါ့နော်ဆိုတော့ဟိုမြန်မာဆိုရှယ်လမ်းစဉ်ပါတီရဲ့အလွန်ဦးနေဝင်ရဲ့အလွန်မှာကျေးဇူးကောင်းဆောင်မြုံလင့်နေတဲ့အချိန်မှာအဲ့ဒီအချိန်ကျွန်တော်တို့တက်တန်းခဲ့တဲ့ကာလတခုပေါ့နော်ဆိုအဲ့ဒီအချိန်မှာတော့အစမ်းသူကြီးပေါ်လာတယ်ဒါကလုရှင်ရဲ့ script တခုလိုပဲဖြစ်လာတယ်တခုထူကြတာကတော့သူဟာသူ့ရဲ့နိုင်ငံရေးရာသီရဲ့ရေလိုမဟုတ်ဘဲနဲ့ဒီနေ့ဒီချိန်ထိသူ့ရဲ့ဩဇာသူ့ရဲ့အရှိန်အဝါသူ့ပေါ်မှာထားတဲ့ပြည်သူလူထုရဲ့ချစ်ခင်လေးစားမှုယုံကြည်ကိုးစားမှုတွေက ်ခုအချိန်ထိရှိနေသေးတယ်ဆိုတော့တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဘောကြောင့်ဆန်ပြီးဆိုရင်သူကဒုတိယမြောက်တိုင်းပြည်ကလေးစားရတဲ့ပြည်သူလူထုတိုင်းသားအတွေအပေါ်ဝင်လေးစားရတဲ့နိုင်ငံကောင်းဆောင်တူလို့ပြောလို့ရပါတယ်ဘာကြောင့်လို့ထင်လဲပေါ့ဆိုတော့သူ့ရဲ့ principle သူ့ရဲ့မူသူ့ရဲ့ရည်တည်မှုဟာဒါအပြင်ဘောကြောင့်ဆန်ရဲ့တမိဖြစ်တာတစ်ပိုင်းနဲ့ပါတယ်ဆုံးဖြတ်ချက်ရည်တည်ချက်ခိုင်ပါတယ်ခိုင်ပါတဲ့ဟာလည်းပါတယ်ပေါ့နော်ဆိုတော့ဟိုပြီးတော့ဒါပြင်မီဒီယာတွေရဲ့ရေးသားမှုတွေတော့သူ့အပေါ်မှာဝိုင်းရံပေးတဲ့နိုင်ငံ ဓမ္မဟောင်းကြီးတွေရဲ့ဝိုင်းရံမှုတွေပေါ့လားအဲ့ဒါတွေကအဲ့အချက်တွေအကုန်လုံးပါတာပေါ့နော်ဒါကြောင့်1990မှာဒေါ်ဆန်းစုကြည်ကအန်နာဟောက်စ်အရက်စ်ဖြစ်နေတော့လဲပဲဟဲ့လား NLD ပါတီကတောင်ပြိုကမ်းပြိုနိုင်ငံတွေလို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီ election ကလည်းတကယ်တကယ်တော့ free and fair ဖြစ်တဲ့ election တစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့အာဏာမလွှဲခဲ့ဘူးဟဲ့လားအဲ့တော့2008အခြေခံဥပဒေလို့ခေါ်တဲ့6 တက်ရဲ့ခံကရုတ်ကရုတ်ချင်းကိုစပြီးကျွန်တော်တို့စောက်တော့ကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာတော်ဝန်ဆန်းစုကောင်ကွာ95အထိ Under House နေခဲ့ရတယ်ဒါပေမဲ့97မှာ Nobel Peace Prize ရတယ်အဲ့ Nobel Peace Prize ရတဲ့အချိန်ဟာနိုင်ငံတကာရော ASEAN ရောသူ့လိလူရှုလို့မရတော့တဲ့အချိန်ကိုရောက်သွားတာတွေ့ရတယ်နောက်တစ်သိန်းပုံနေနဲ့ကတော့အေယာမူဒီတိုင်းအင်ကပူမြို့နယ်စီပင်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကသူ့အတူရင်းဖြစ်သူ မူဒန်တပ်သားဖြစ်ထဲသွင်းစီမှာစစ်သားများကဝိုင်းဝန်းထိုးနဲ့ရိုက်နှက်ပြီးတိဆုံသွားကြောင်းစစ်တပ်ကလုံးပြန်လာပူကြောင်းဒေသခံပြည်သူများကပြောထားပါဗျာ။ဒါအင်ကပူမြို့မှာစီပင်ကျေးရွာအုပ်အချုပ်ရေးမှုစုဦးစုဟာသူကောင်းရဲ့ညီရင်းဖြစ်သူဦးညွန့်ရွှေရဲ့တပ်ဖြစ်သူကိုအချိန်လုံးရက်တောက်နေလို့ဆိုကစစ်မူဒန်တပ်သားဖြစ်ထဲလိုက်ကြောင်းဇွန်လ14ရက်နေ့မှာတော့စစ်မူဒန်အပတ်စဉ်14တက်ရန်စစ်တပ်ကအုပ်ချုပ်ရေးမှုဦးစုရဲ့သူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားကြောင်းဇွန်လ16ရက်နေ့နောက်ပိုင်းမှာတော့ကျေးရွာအုပ်ချုပ်ရေးမှုဦးစုရဲ့သူဖြစ်သူလောင်းကိုစစ်တပ်ဟာကျေးရွာကိုပြန်လည်ပို့ဆောင်ပြီးဒီကုလုံးနဲ့ဒဏ်ရာများပြည့်နေကြောင်းသိရှိရပါတယ်။ကဲအုပ်ကြီးကြီးတော့နော် ညနာဗျမ်းရမလားဆိုပြီးတော့လှုပ်တာကုတော့ဘွားပါပြင်မဲ့ဘွားပဲမင်းတို့စစ်ကွေးတို့ရုံမင်းကိုခွေးခွေးချင်းပြန်ဆွဲချင်းကိုခံရလိမ့်မယ်နောက်ထပ်သတိမုတ်အနေနဲ့ကတော့မတရားမျိုးနဲ့ရှေ့ပဲမန္တလေးမြို့ပသိန်ကြီးမြို့ဤမှာအခုရပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့တော်လိုင်းရေဘော်တွေကပြောထားပါတယ်မတရားမျိုးအရှိဘက်ငားမိုင်ကန်ကွာဝေးတဲ့ကြောက်တရားရွာနဲ့ပသိန်ကြီးမြို့နယ်ဆက်ကတမ်းမင်ကုန်းကြီးရွာတို့မှာတိုက်ပွဲတွေဖြစ်နေတာကိုလည်းတော်လိုင်းရေဘော်တွေကပြောတာဖြစ်ပါတယ်ကြောက်တရားရွာမှာ2024နှစ်လပိုင်းကစပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘယ်ဘက်ကမှမထိန်ချုပ်နိုင်ခဲ့တဲ့ရွာဖြစ်တယ်လို့ပြောထားပါဗျ။တိုင်းမင်ကုန်းရွာကိုတော့ပြည်သူ့ကာကွယ်ရေးမန္တလေးမန္တလေးပြည်ထက်က2024ခုနှစ်ဇူလိုင်လကုန်ပိုင်းကတည်းကသိမ့်ပိုက်ထိန်ချုပ်ထားတယ်ဖြစ်တယ်လို့လည်းသိရှိရပါဗျ။